ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ် ကိုရီးယားဘာသာစကားမှာတရားကို moon pop လို့ခေါ်ပါတယ် moon pop ဆိုတာကကြတော့တရားပါဒီနေ့သင်ပေးမယ့်တရားကတော့ noun bound ina ဆိုတဲ့တရားနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ် noun bound ina တရားကတော့မြန်မာလူအိဗေကဒိုးမဟုတ်ဖြစ်ဖြစ်တောင်းတောင်းမဆိုပြီးတော့ဘာသာပြန်သုံးပြလို့ရတယ်တရားပုံစံလေးဖြစ်ပါတယ်ကိုသုံးပြမဲ့ noun ကအသက်ပါတယ်ဆိုလို့ရှိရင် ina ကိုကပ်ပေးရမှာဖြစ်ပြီးတော့အသက်မပါဘူးဆိုလို့ရှိရင်တော့ na ကိုကပ်ပေးရမှာဖြစ်ပါတယ်မြန်မာလူအိဗေကဒိုးမဟုတ်ဖြစ်ဖြစ်တောင်း တောင်းမဆိုပြီးတော့ဘာသာပြန်သုံးပြုမှာဖြစ်ပါတယ်။နောက်မှာနန်နန်စားမှာအသက်ပိုင်းဤနာအသက်မပိုင်းနာဟုတ်ပြီနော်လွယ်ပါတယ်။ဝါကြလေးလေးနဲ့ကြည့်အောင်နော်။ဟုတ်ပြီနံပါတ်1ကကြတော့ကျွန်တော်နားရှိကချူအောဆွေသောနာခုထရူစာကေယော ကျွန်တော်ကတော့ရာသီဥတုကအေးလို့ဆွေတာဒိုမဟုတ်ကိုရင်ချီကိုဝေပါမယ်။ဒီဝါကြလီမှာကျွန်တော်ကျွန်တော်ကတော့နာရှိကရာသီဥတုကချူအောဆောဆိုတာကကြတော့အေးလို့စုဝေသောဆိုတာကကြတော့ဆွေတာ။ ဟုတ်ပြီနော်အဲ့ဒီကဆွေတာဆိုတဲ့နန်နန်စားမအသက်မပါတာဖြစ်တဲ့အတွက်ဒီမှာအသက်မပါရင်သုံးတဲ့နာကိုကပ်ပြလိုက်တာဖြစ်ပါတယ်ဆွေထောနာခုထရုခုထုဆိုတာကကြတော့ကိုအင်းကြီးခုထရုကိုအင်းကြီးကိုစာကဲရောဝေပါမယ်အဲ့ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ကျွန်တော်နာရှိကချူအစဆွေထောနာခုထရုစာကဲရောကျွန်တော်ကတော့ရာတီဥတုကအေးလို့ဆွေတာဒိုမဟုတ်ကိုအင်းကြီးကိုဝေပါမယ်ဒီလိုမျိုးဝါကြတယ်မှာထည့်ပြီးတော့အသုံးပြုလို့ရပါတယ် ဟုတ်ပြီနောက်တစ်ကြောင်းကနမနစ်ကကျွန်တော်ချက်ကူအကိနာယိုရီရူဂျွာဟေယောကျွန်တော်ကတော့စောက်ဖက်ချင်းဒိုမဟုတ်ချက်ပြုတ်ချင်းကိုကြိုက်ပါတယ်ကျွန်တော်ကျွန်တော်ကတော့ချက်ကူအကိစားကြတော့စောက်ဖက်ချင်းဒီစောက်ဖက်ချင်းဆိုရဲဒီနန်နန်နောင်းမှာပေါ့နော်နန်နန်စားမှာအသက်မပါတာဖြစ်တဲ့အတွက်အကိစားဖက်ချင်းကိုပြောတာနော်အဲ့မှာအသက်မပါတာဖြစ်တဲ့အတွက်သူက နာလေးကပ်ပေးလိုက်မှာဖြစ်ပါတယ်အဲဆိုတော့ခါကြတော့ဂျွန်နွန်ချေကူအီကီနာကျွန်တော်ကတော့ဆောက်ဖတ်ခြင်းဒိုမဟောယူရီရူချက်ပြုတ်ခြင်းကိုကြွားဟဲ့ရောကြိုက်ပါတယ်အဲဒီလိုမျိုးလေးလည်းအသုံးပြုလို့ရပါတယ်ဂျွန်နွန်ချေကူအီကီနာယူရီရူကြွားဟဲ့ရောကျွန်တော်ကတော့ဆောက်ဖတ်ခြင်းဒိုမဟောချက်ပြုတ်ခြင်းကိုကြိုက်ပါတယ်အဲဒီလိုမျိုးလေးဝါကြတယ်မှာထည့်ပြီးအသုံးပြုလို့ရပါတယ်ဟုတ်ပြီနောက်တစ်ချောင်းကကြတော့နံပါတ်3က John Hugalte ရှစ်တန်းငိနာရောင်းဝခွန်နဲ့ကာကိုရှိဖို့ရောကျွန်တော်ကတော့နားရက်မှာစတော့ဆိုင်ဖြစ်ဖြစ်ရုပ်ရှင်ုံကိုတွားခြင်းပါတယ်ကျွန်တော်ကျွန်တော်ကတော့ဟူကတဲ့နားရက်မှာရှစ်တန်းဆိုတာကြတော့စတော့ဆိုင်ဒီစတော့ဆိုင်ဆိုရဲနန်းနန်းစားမှာအသက်ပါတာဖြစ်တဲ့အတွက်ဒီမှာအီနာလေးကပ်ပေးလိုက်တယ်အတန်တွက်တဲ့ကမှာဒီမှာဒီဒီငတ်သက်ပေါ့နော်ဒီအသက်နဲ့ ငါအတန်ထွက်ပေးရတယ်အတန်နဲ့ဒီမှာဣတရနဲ့တွေ့တဲ့အခါမှာဒီဒီနေရာမှာသူကငါအတန်လေးဝင်ထွက်ပေးရမယ်ရှစ်တန်းငိနာလို့ထွက်ပေးရမယ်ရှစ်တန်းငိနာစောက်တော့ဆိုင်ဖြစ်ဖြစ်ရောင်းဝါကွန်နဲ့ရုပ်ရှင်ယုံကိုကာကွယ်ရှိဖို့ရောတွားကျင်ပါတယ်အဲဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဂျွန်နန်ဟူဂတ်တဲ့ရှစ်တန်းငိနာရောင်းဝါကွန်နဲ့ကာကွယ်ရှိဖို့ရောကျွန်တော်ကတော့နားရဲမှာစောက်တော့ဆိုင်ဖြစ်ဖြစ်ရုပ်ရှင်ယုံကိုတွားကျင်ပါတယ်အဲဒီလိုလေးအသုံးပြုလို့ရပါတယ် ဟုတ်ပြီနားရကြောင်းဝင်ကြည့်အောင်နံပါတ်၄ကကြတော့နာနန်နော်ရူဟန်ရှိကန်နီနာဂီတာရီယဆော်ယောဟလာငါကတော့နင့်ကိုတနာကြီးကြာတောင်းဆောင်ခဲ့ရတယ်ဒီမှာဆိုရင်နာနန်ကကတော့နော်ရူနင့်ကိုသူဟန်ဆိုတာကကြာတစ်ကိုပြောတာနော်ရှိကန်ဆိုတာကကြာနာယီနာယီမှသူကသူကကြာတဲ့အချိန်နာယီဆိုရင်ရှိကန်ကိုသုံးပေးရတယ် ရိုးရိုးတနားရီထိုးတာနှစ်နာရီထိုးတာဆိုရင်တော့ဟန်ရှီဆိုရင်တနားရီရဟန်ရှီပေါ့နော်အဲ့ဒါအောင်မှာခုကတနားရီကြာလို့ပြောနေတာဖြစ်တဲ့အတွက်ဒီနေရာလေးမှာရှီကန်းကိုသုံးပေးရတယ်ဟန်ရှီကန်းတနားရီကြာဒီမှာဆိုလို့ရှိရင်သူကအင်ပါအသက်ပါတာဖြစ်တဲ့အတွက်ရှီကန်းမှာအသက်ပါတာဖြစ်တဲ့အတွက်နောက်ကအင်နာလေးကပ်ပေးလိုက်တာပေါ့နော်အဲ့ဆိုတော့ဟန်ရှီကန်းနီနာတနားရီကြာတောင်းဒါမှမဟုတ်တနားရီကြာတောင်းမှဂီတာလျော့စော်ရောစာကြတော့စောင့်ခဲ့ရတယ်အဲ့ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ် 나는너를한시간이나기다렸어요나가러니고떠나이자당싸우게야래에디로묘ပြောတဲ့အခါမှာအသုံးပြုလို့ရပါတယ်ဟုတ်ပြီနောက်တစ်ကြောင်းကိုကြည့်အောင်နောက်တစ်ကြောင်းကကျတော့နံပါတ်5ကကျွန်တော်사과를여기에나섰어요 ကျွန်တော်ကတော့ပန်းသီးကို၁၀လုံးတောင်မှဝယ်ခဲ့တယ်။ဒါဆိုလို့ရှိရင်မှကျွန်တော်ကျွန်တော်ကတော့စာကွာရူပန်းသီးကိုယောခဲဆိုတာကြတော့၁၀လုံးဟုတ်ပြီနော်။ယောဆိုတာကကြတော့၁၀ဒီမှာခဲဆိုတာကကြတော့ unit ပေါ့နော် unit လုံးဆိုတဲ့ unit ယောခဲ၁၀လုံးအဲ့ဒီကခဲယောခဲ၁၀လုံးမှာကဒီမှာဆိုလို့ရှိရင်အတက်ပါရဖြစ်တဲ့အတွက်နောက်ကနာလေးကပ်ပေးလိုက်အောင်ပါပဲဟုတ်ပြီနော်။အဲ့ဆိုတော့ကကြတော့ကျွန်တော်စာကွာရူယောခဲနာကျွန်တော်ကတော့ပန်းသီး၁၀လုံးတောင်မှစာ ဆိုရောဝေခဲ့ပါတယ်ဝေခဲ့တယ်အဲဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်အဲဆိုတော့ခါကြတော့နောင်ပေါင်းအီနာနာကဖြစ်ဖြစ်သို့မဟုတ်တောင်းတောင်းမဆိုပြီးတော့ဘာသာပြန်အသုံးပြုလို့ရတယ်အသက်ပါရင်အီနာအသက်မပါဘူးဆိုလို့ရှိရင်တော့နာကိုအသုံးပြုပေးရမှာဖြစ်တယ်ဟုတ်ပြီဥပမာကိုဝါကြလေးလို့ဖတ်ကြည့်မယ်ဂျော်နာရှိကချူအောဆိုဆွေသောနာခိုထရူစာကေယော ကျွန်တော်ကတော့ရသူလူကအေးလို့ဆွတ်တာသို့မဟုတ်ကိုရင်ချီကိုဝယ်ပါမယ်။ကျွန်တော်နားရှိကချူဆောဆွေသောနာခထရူစာကေယကျွန်တော်ကတော့ရသည်ဥတုကအေးလို့ဆွဲတာသို့မဟုတ်ကိုရင်ချီကိုဝယ်ပါမယ်။နောက်တစ်ကြောင်းကကြတော့ဒီမှာကျွန်တော်ချက်ကူအီကီနာယူရီရူချွာဟေယောကျွန်တော်ကတော့စောက်ဖက်ချင်းသို့မဟုတ်ချက်ပြုတ်ချင်းကိုကြိုက်ပါတယ်သဘောကြပါတယ်အဲဒီလိုမျိုးလေးပြောလို့ရပါတယ်။ 저는체구이기나요리를좋아해요.저는가서사업하친도모채비우친고짜이바래.나우넘버3가 저는 휴가 때 식당이나 영화관에 가고 싶어요. 전화가로 나의 마사도사 피피 요시연구 도하지 말에 저는 휴가 때 식당이나 영화관에 가고 싶어요. 전화가로 나의 마사도사 피피 요시연구 도하지 말에 나는 말리가 나는 너를 한 시간이나 기다렸어요. 나가로 니 우리 나이 장당 삼개야리 하라 너를 အဲကြတော့ oh sorry နာနေတော်ရူဟန်ရှိကန်နီနာဂီတာလျော့ဆော်ယောငါကတော့နင့်ကိုတနာရီကြောတနာရီကြာတောင်းဆောင်ခဲ့ရတယ်အဲဒီလိုမျိုးလေးအသုံးပြုလို့ရတယ်နောက်နံပါတ်5ကကြတော့ဂျော်နန်ဆာကွားလိုယောကေနာဆဆော်ယောကျွန်တော်ကတော့ပန်းဒီကိုဆယ်လုံးတောင်မှဝယ်ခဲ့တယ်